ဒိမတ်တိုက်စင်မိုးဝိုင်လန်ဟာပေါ်တူဂီဘက်ကိုအနိုင်ကိုသွင်ပြီးတဲ့နောက်နာမည်ကျော်ဆီရိုနယ်ဒိုရဲ့ရှေ့မှာသူ့ရဲ့အောင်ပွဲခံပုံစံအတိုင်းအောင်ပွဲခံခဲ့တယ်လို့သိရပါဗျ။မလ20ရက်ကကစားခဲ့တဲ့ UEFA Nation League Quarter Final ပထမအကြော့ပွဲစဉ်မှာဒိမတ်အသင်းကပေါ်တူဂီအသင်းကိုတကောကိုမရှိနဲ့အနိုင်ရခဲ့ပါဗျ။ဒီပွဲမှာဝိုင်လန်အနေနဲ့ပွဲထွက်ခွင့်မရခဲ့ပဲပွဲချိန်69မိနစ်မှာမှ လူစားဝင်ကစားခွင့်ရခဲ့ပေမဲ့ပွဲစဉ်88မိနစ်မှာဒိမတ်အသင်းအတွက်တလုံးနှဲသောအနိုင်ဂိုးကိုသွင်းယူပေးခဲ့တာပါ။သူဟာဒိမတ်အသင်းအတွက်ဂိုးသွင်းပြီးတဲ့နောက်အလန်တိုင်တောင်းကိုပြေးလွှားပြီးပေါ်တူဂီဝိုင်းတိုက်စင်မှုဆီရိုနေဒိုရဲ့နာမည်ကျော်အောင်ပွဲခံပုံစံအတိုင်းအောင်ပွဲခံတာဖြစ်ပြီးဆီရိုနေဒိုဟာသူ့ပုံစံအတိုင်းအောင်ပွဲခံခဲ့တဲ့ဝိုင်လန်ကိုကွင်းလယ်စီးနားကနေကြည့်နေခဲ့တာကိုတွေ့ရပါဗျ။ ဝိုင်လန်းအနေနဲ့စီရိုနယ်ဒိုရဲ့အောင်ပွဲခံပုံစံအတိုင်းအောင်ပွဲခံတာဟာသူ့ရဲ့ idol ဖြစ်သူကိုဂုဏ်ပြုတဲ့အနေနဲ့အောင်ပွဲခံခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဝိုင်လန်းကသူ့ profession နဲ့ဘောလုံးသမားဖြစ်လာခဲ့တာဟာစီရိုနယ်ဒိုကြောင့်လို့အရင်တုန်းကအင်တာဗျူးတစ်ခုမှာဝန်ခံပြောကြားခဲ့ပူပါဗျ။ဝိုင်လန်းကအခုမှကျွန်တော်ချဲ့ကားပြီးပြောတာမဟုတ်ပါဘူး။စီရိုနယ်ဒိုဟာကျွန်တော်အတွက်အရာရာပါ။ကျွန်တော်ဘောလုံးကိုချစ်လာတာစီရိုနယ်ဒိုကြောင့်ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ပြိသက်ဖြစ်လာတာလဲစီရိုနယ်ဒိုကြောင့်ပါပဲစီရိုနယ်ဒိုကြောင့်တကူတော်လေးချင်းမှုတွေကျွန်တော်ဆန်းလုပ်ခဲ့တာဖြစ်ပြီးစီရိုနယ်ဒိုလုတ်တဲ့အတိုင်းအရာအလုံးကိုလိုက်လုတ်ခဲ့ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်အနေနဲ့စီရိုနယ်ဒိုဖြစ်ချင်လို့ပါလို့ဆိုခဲ့တာပါ